နှစ်နှစ်အတွင်းမှာပထမဆုံးအချိန်ဆိုရှယ်မီဒီယာကိုပြန်လာခဲ့တဲ့ VDS အဖွဲ့ဝင်သူကမကြသေးခင်ရပိုင်းအတွင်းက VDS အဖွဲ့ဝင်သူက စာရဲမထိုးပဲဓပုံများစွာကိုသူရဲ့အကောင့်မှာတင်ခဲ့ပါတယ်။2023ခုနှစ်ဩဂုတ်လ25ရက်နောက်ပိုင်းကလေးကမထွေးတော့တဲ့သူရဲ့ post ကအခုအချိန်မှာပထမဆုံး update တစ်ခုဖြစ်လာတဲ့အတွက်လူအများစောင့်မျှော်နေတဲ့ post ဖြစ်တယ်လို့ချက်ချင်းအာရုံစိုက်လာခဲ့ရပါတယ်။အရင်ကဆိုက Lexus Cooler မောင်းနေမှုနဲ့ဆွဲချက်ထင်ခဲ့ရပြီးတဲ့နောက်2024ခုနှစ်မှာတိတာထင်ရှားတဲ့အုံပြမှုတွေနဲ့အရင်ဆိုင်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူရဲ့ပေါ်ရောတဲ့လောရက်က အားပြတဲ့သူတိုင်းကိုထိခိုက်နာကျင်စေခဲ့တဲ့အတွက်နောင်တရခဲ့ပြီးတော့ဒီလိုအမားမျိုးထမလုံးမိအောင်ဂတိပြုခဲ့ပါတယ်။နောက်ပိုင်းမှာသူရဲ့ post တွေကိုမထွက်ရပေမဲ့အားလုံးချက်ရတဲ့စုက Aston Spectrum Derisorar Lunary အတွက်ကုထုံးနဲ့ လူလက်မှုကိုပံ့ပိုးပေးဖို့အတွက်ကုသရေးစင်တာတစ်ခုတည်ထောင်ခဲ့ကြောင်းကြေညာခဲ့တယ်လို့ဈေးဘက်ဆိုင်ရာဌာနရဲ့တမိုင်းတလျှောက်မှာအကြီးမားဆုံးဝန်9ဘီလီယံလှူဒန်းခဲ့တဲ့တဦးရဲသောစံပြပုတ်ကိုဖြစ်ပါတယ်။အခုဆိုရင် BDS ရဲ့တခြားအဖွဲ့ဝင်တွေကမ်ဘတ်အတွက်ပြင်ဆင်နေတယ်လို့သူကလည်း social media ပြလာမှုကခြေရတဲ့သူတွေနဲ့တွေ့ဆုံဖို့အဆင်သင့်မယ်ဆိုတာပြသလိုက်တယ်လို့ပါပဲ။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။